မြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သက်ပြီးမူဝါဒတွေဟာဆ ਾਇ ရက်ပေါ်မှာသာရှိပြီးလက်တွေအကောင့်ထဲပုံမှုအားနေခဲ့တယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညညိုသိန်းက CNN သတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့အစိုးရနှစ်ရက်လက်ထက်ကပြုလုပ်ခဲ့တဲ့လွှတ်တော်တွေမှာတော့တဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သက်ပြီးအများအပြားဆွေးနွေးခဲ့ကြသလိုသက်ဆိုင်ရာဝန်ကြီးတွေကလည်းစီမံဆောင်ရွက်ထားတယ်လို့ပြန်လည်ဖြေဆိုခဲ့မှုတွေရှိကြောင်းဒါပေမဲ့လည်းအကောင့်ထဲပုံမှုဟာလက်တွေမှာဖြစ်မလာကြောင်းသူကထောက်ပြပါရယ် မှန်ပေါ့ဘာလို့ပြောရမလဲပြီးခဲ့တဲ့တော်တော်နှစ်ရက်ကလည်းဒါမျိုးတွေကိုဆွေးနွေးခဲ့ကြတာလေအများကြီးပါသက်ဆိုင်ရာဝန်ကြီးတွေကလည်းပဲဒီဟိုပါလဲစီမံဆောင်ရွက်ထားပါတယ်ဆိုပြန်ဖြေခဲ့တာများတယ်ဒီနဲ့ဒါတွေကမော်ရအနေနဲ့ရှိခဲ့တာဒီမဲ့လက်တွေ့မှာအကောင့်တွေပေါ်မှုပိုင်းမှာအားနည်းခဲ့ရပေါ့နော်ပြီးခဲ့တဲ့အာအဲဆယ်နှစ်ကျော်ကလာအတွင်းကရက်နှမျိုးကိုကောင်းတယ်ပေါ့နော်အခုဆိုရင်မြန်မာနိုင်ငံနာဖြစ်တာကပဲနှစ်20ကျော်လောက်ရှိပြီဟုတ်တယ်မလားအဲ့တော့နာဖြစ်ဖြစ်ပြီ နောက်ပိုင်းကဆိုလို့ရှိရင်အခုချိန်ဆိုလို့ရှိရင်အမှန်မှန်တကယ်လို့ကဟိုစပွဲအဖိုင်ပေါ်မှာရှိရမူဝါဒမျိုးလက်တွေ့ကျတဲ့အကောင့်တွေခေါ်ခဲ့မယ်ဆိုရင်အခုချိန်မှာအခုလိုမျိုးတပ်ပြေးတစ်ခုထောက်ရောက်တဲ့အခါမှာအန်တီတို့ကအစင်စစ်ရှင်းနေပါလိအန်တီတို့ရဲ့ပြဿနာကပေါ့နော်အဲ့ဒီစာရုပ်ပေါ်မှာရှိတဲ့မူဝါဒမျိုးကိုလက်တွေ့ကျကြအကောင့်တွေပေါ်မှုအားနေခဲ့တယ်အာတခါအဲ့ဒီအတွက်လဲကျွမ်းကျင်လုပ်သားတွေရှားခဲ့တယ်ပေါ့နော် အာမြန်မာလူမျိုးရဲ့အချင်းစရိုက်တာလေဒါကအပြစ်ပြောတာတော့မဟုတ်ဘူးပေါ့နော်အတီတို့အပါဝင်ပါပဲပေါ့နော်ဖြစ်နေတဲ့အချိန်မှာအဲ့ဒီကိစ္စဝိုင်းလုပ်ပြီးကြတယ်ဒီကမစင်ရိုင်းပေါ့နော်ပြီးလို့ရှိရင်ရေရှည်အတွက်ကိုပေါ့နော် PR ပေးတာတို့တောင်းဆိုတာတို့တစ်ဖက်မှမှမလုပ်ကြအောင်ပေါ့နော်ပြီးခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရလက်ထက်ကကျင်းပခဲ့တဲ့ဒုတိယအကြိမ်အမျိုးသားလွှတ်တော်15ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာမြင်းငလျင်တွေမကြာခဏလှုပ်ခတ်တတ်တဲ့အတွက်ကာကွယ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားမှုနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုနေအောင်စီမံဆောင်ရွက်ထားရီကိုလွှတ်တော်ကိုယ်စားလှယ်တဦးကမေးမြန်းခဲ့တာပါအဲ့ဒီမေးမြန်းမှုကိုတော့လူမှုဝန်ထမ်းကေဆယ်ရေးနဲ့ပြည်လဲနေရာချတာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးစိုးအောင်ကရှောက်ဖွဲ့ကေဆယ်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း13628ဦးတို့ကိုစုဖွဲ့ပြီးရှောက်ဖွဲ့ကေဆယ်ရေးနေ့စဉ်တွေလက်ကျင့်တင်ကြားပေးထားကြောင်းဖြေဆိုခဲ့ပါတယ်။ဒါအပြင်ပိတ်မိနေသူတွေကိုရှောက်ဖွဲ့ကေဆယ်နိုင်ဖို့အတွက် လူနှလုံးခုန်တန်တဲ့ခန္ဓာကိုယ်အပူချိန်တို့ကိုထောက်လန်းတဲ့စက်ကရိယာတွေစတဲ့နည်းပညာသုံးကရိယာတွေကိုလည်းအရန်တင့်စုဖွဲ့ထားရှိကြောင်းလည်းသိရပါဗျ။မက်လာ28ရက်နေ့ကပြင်ယာ9.8အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားပြီးတဲ့နောက်ပြိုကျပျက်စီးမှုတွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာတော့အဲ့ဒီစက်ကရိယာတွေအသုံးပြုပြီးရှာဖွေကယ်ဆယ်တာတွေမတွေ့ရကြောင်းလည်းပြည်သူလူထုကထောက်ပြလျက်ရှိတာပါ။မြန်မာနိုင်ငံအနေနဲ့ငလျင်အပါအဝင်တဘာဝဘေးအန္တရာယ်တွေကို လက်တော်တစ်ခုထဲမှာဆွေးနွေးရုံနဲ့မလုံလောက်ပဲပြင်ပပညာရှင်တွေကိုဖိတ်ခေါ်ပြီးစီးပွားရေးနဲ့နိုင်ငံရေးဆွေးနွေးသလိုလှုပ်ဆောင်မှုလိုတယ်လို့ဗန်ရဲရကျွမ်းကျင်သူဦးထေအောင်ကြီးကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲ့ဒါကကျွန်တော် serious အရှင်စဉ်းစားပါဖို့လွတ်တော်ပါလေ။ serious အရှင်ဒါတော့ချွတ်တော်တယ်စဉ်းစားလို့မရဘူးဗျ။ဟိုဒီလွတ်တော်လောက်ဆွေးနွေးရုံနဲ့မရဘူးဗျ။ဟိုအခြား winding up လို့ပြီးတော့ဒီနိုင်ငံကတော့အမစီဝိုင်းနဲ့ပတ်သက်လို့နိုင်ငံပတ်သက်လို့ဆူလေးသွားသလိုပေါ့ဗျာ။ဒါမျိုးတွေကကြာကြာတကွရှိပါတယ်ဟုတ်ကျွန်တော်ဟို ိစိစိစိခေတ္တလာရောဒါမျိုးတခါမှမတွေ့ကြဘူးအခုကတော့လုတ်တဲ့ result ကဘယ်လောက်ထိထိရောက်လဲတော့မသိဘူးပေါ့လေဒါပေမဲ့နောက်ပိုင်းဆိုလို့ရှိရင်တော့ဒီပေါ်မှာဒါတဲ့ပို့ပြီးပညာရှင်တွေပါတဲ့တွေ့ကြုံရှိတဲ့တွေပါတဲ့အထူးကောင်းတဲ့တွေပါတဲ့အချို့တွေဝင်ဆက်လုပ်မယ်လို့ပြောတော့တော့တော့အထုတ်သွားတယ်စီးပွားရေးနိုင်ငံနဲ့ပတ်သက်လို့ဆိုတော့နိုင်ငံနဲ့ပတ်သက်လို့ဒီတိုင်းပဲပေါ့ဒါမျိုးတွေကတော့ဆင်တာလွတ်တော့ပြန်လုံးလို့မရအောင်ပါတော်တော်မှဆိုရတဲ့ဒီလိုသွားပြောရအောင်ဒီနိုင်ငံမဆိုကဟိုသူ့မှာ knowledge အကန့်အသတ်ရှိတယ်လေသူဆိုတာက ဟိုကရိယာလုံးလုံးတကယ်တော်လာညံထက်လာကရိယာတစ်ခုနှစ်ခုဒီချာပြီမှာပေါ့ကရိယာသမှုဆိုသူဟိုမသိနိုင်တော့ဘူးပြောပြောနေတာကပါဆိုရေရှုပ်တော့လည်းဆွေးနွေးလို့မရဘူးအပြင်မှာပါဒီဥစ္စာကိုဒီ system တစ်ခုကျွန်တော်တို့ဒီဆောက်အောင်လည်းဒါကိုစဉ်းစားမှရလက်ရှိမှာတော့ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ငလျင်ငယ်လေးတွေဟာလည်းဆက်တိုက်လှုပ်ခတ်လျက်ရှိပြီးတော့ဒေသခံပြည်သူလူထုအနေနဲ့စိုးရိမ်မှုတွေလည်းရှိနေကြတာပါဒါပြင်ကိုကြီးကစားရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်း ပရာဟိတအသင်းဖွဲ့တွေမှာပစ္စည်းကိရိယာမဆုံမလင်းတဲ့ဆောင်ရွက်ရတဲ့အတွက်အခက်အခဲတွေလည်းရှိနေကြောင်းသိရပါဗျ။ငလျင်အတွက်ကြိုတင်ပြင်ဆင်မှုတွေမရှိထားတဲ့အတွက်လှုပ်ခတ်ပြီးနောက်ရက်တွေမှသာကေဆယ်ရေးအဖွဲ့တွေကလာရောက်ပြီးကုညီကေဆယ်ရေးတွေဆောင်ရွက်ရတာကြောင့်လူသေဆုံးမှု3000ကျော်ရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ4000ကျော်အထိရှိနေပြီဖြစ်ပါဗျ။